မင်္ဂလာပါခင်ဗျာအလဲယုံတန်ရင်ညာပိုင်းသတင်းတွေကိုတင်ဆက်ပေးမှာပါတင်ဆက်ပေးမယ့်သတင်းတွေကတော့နိုင်ငံကုံတယ်စက်မှုအသင်းများဖြစ်တဲ့ UMSCCI နဲ့ BESCCI တို့ပူးပေါင်းရေးမြန်မာဘယ်လာရုစီဝိုင်းဖိုရမ်ကျင်းပခဲ့ပြီးနိုင်ငံအကြားစီဝိုင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာစာချုပ်16ဆောင်လက်မှတ်ရေးထိုးတယ်ဆိုတဲ့သတင်းမင်္ဂလာတောင်ညွမြို့နယ်တွင်တမိဖြစ်သူကိုကြောင်းပို့ပြီးပြန်ရောင်းရန်စပိန်စီးလာတဲ့မိခင်ဖြစ်သူရေတိုက်ခံရပြီးတေဆုံးတယ်ဆိုတဲ့သတင်း ဘင်္ဂလားဒေ့ရှ်တရားရုံးကဒေသံချမှတ်ခံထားရတဲ့ဝန်ကြီးချုပ်ဟွန်ဟာစီနာကိုအကျဉ်းဖြတ်ချစားမှုဖြင့်ထောင်ဒဏ်22နှစ်ထပ်မံချမှတ်တယ်ဆိုတဲ့နယ်။ဟောင်ကောင်တွင်အထက်မြင့်အဆောက်အုံများမိလောင်မှုကြောင့်တေဆုံးသူ64ဦးထပ်မင်းရှိလာတယ်ဆိုတဲ့နယ်။စီရန်ရိုရဲ့ပွဲပွဲပြစ်ဒဏ်ပေါ်ကမ္ဘာဖလားမဲခွဲပြီးမှကန့်ကွက်မှုတွေရှိလာနိုင်တယ်လို့ Daily Mail ဖော်ပြတယ်ဆိုတဲ့နယ်။အစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးပါပါ။ဥုံဆောင်သတင်းတစ်ပုဒ်အနေနဲ့ နိုင်ငံကုန်သည်စမှုအသင်းများဖြစ်တဲ့ UMSCCI နဲ့ BSCCI တို့ပူးပေါင်းရေးမြန်မာဘယ်လာရုစီးပွားရေးဖိုရမ်ကျင်းပခဲ့ပြီးနိုင်ငံအကြားစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာစာချုပ်16ဆောင်လက်မှတ်ရေးထိုးတဲ့ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးမှာပါနိုင်ငံကုန်သည်စက်မှုအသင်းများဖြစ်တဲ့ UMSCCI နဲ့ BSCCI တို့ပူးပေါင်းရေးမြန်မာဘယ်လာရုစီးပွားရေးဖိုရမ်ကျင်းပခဲ့ပြီးနှစ်နိုင်ငံအကြားစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာစာချုပ်16ဆောင်လက်မှတ်ရေးထိုးခဲ့တယ်လို့သိရပါတယ်။ နိုဝင်ဘာလ28ရက်နေ့ကမြန်မာနဲ့ဘယ်လာရုနိုင်ငံအကြားစီးပွားရေးနဲ့ယင်းနှိမ့်နယ်မှုလုပ်ငန်းများတိုးမြင့်ဆောင်ရွက်နိုင်ရေးအတွက်နိုင်ငံကုံသေးဆက်မှုအသင်းများဖြစ်ကြပြီး UMSCCI နဲ့ BICCI တို့ပူးပေါင်းပြီးမြန်မာဘယ်လာရုစီးပွားရေးဖိုရမ်ကိုရေကုန်မြို့လော်တဲဟိုတယ်မှာကျင်းပခဲ့ပါတယ်မြန်မာဘယ်လာရုနှစ်နိုင်ငံကြားစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များကိုသက်ဆိုင်ရာတာဝန်ရှိသူများကသဘောတူလက်မှတ်ရေးထိုးခြင်းစီစဉ်ကိုဆက်လက်ဆောင်ရွက်ခဲ့ပြီး စုစုပေါင်းစားကြုတ်16ဆောင်အားအပြန်လဲလဲလဲခဲ့ကြကြောင်းအဲ့ဒီနောက်မှတ်တမ်းတွေတပ်ပုံရိုက်ခြင်းနဲ့နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များကကဏ္ဍအလိုက် PowerPoint presentation တွေဆွေးနွေးခြင်းစီစဉ်များကိုဆောင်ရွက်ခဲ့ကြပြီးစီးပွားရေးချိတ်ဆက်ဆွေးနွေးခြင်းများကိုဆောင်ရွက်ကြကြောင်းဆွေးနွေးပွဲမှာဗန်နဲ့ငွေကြေးကဏ္ဍတယူပို့ဆောင်ရေးစိုက်ပျိုးရေးခြေခံစက်မှုကုထုလုပ်ငန်းကျမရေးဝန်ဆောင်မှုလုပ်ငန်းများကိုအဓိကဆွေးနွေးခဲ့ကြကြောင်းသိရပါတယ်ဆက်လက်ပြီးတော့ မင်လာတောင်ကျွန်းမြို့နယ်တွင်တမိဖြစ်သူကိုကြောင်းပုတ်ပြီးဈေးပြန်ရောင်းရန်စပိန်ဆေးလာတဲ့မိခင်ဖြစ်သူရေတိုက်ခံရပြီးတေဆုံးနေဆွေးစင်းကိုတင်ဆက်ပြီးမှာပါမင်လာတောင်ကျွန်းမြို့နယ်တွင်တမိဖြစ်သူကိုကြောင်းပုတ်ပြန်လာတဲ့မိခင်ဖြစ်သူရေတိုက်ခံရပြီးတေဆုံးခဲ့တယ်လို့ကိုပူတူနဲ့ဘော်ရာများလူမှုကွန်ရက်အသင်းကထုတ်ပြန်ပါတယ် နိုဝင်ဘာလ29ရက်နေ့ညနေ3:20မိနစ်ခန့်မှာရန်ကုန်တိုင်းဒေသကြီးမင်္ဂလာတောင်ကျွန်းမြို့နယ်အထက်ပန်းစိုးရန်လမ်းနေဒေါ်သိန်းတင်လမ်းတောင်းမှာရေတိုက်မှုဖြစ်ပွားကြောင်းအသင်းရုံးတို့ဆက်သွယ်ကြောင်းကြားလာတာကြောင့်အသင်းမှာအရေးပေါ်လူနာတင်ရင်တစည်းနဲ့ထွက်ခွာကူညီပေးခဲ့ကြောင်းသိရပါတယ်။အဆိုပါအခင်းဖြစ်ပွားတဲ့နေရာမှာအမျိုးသမီးတဦးရဲ့အလောင်းကိုတွေ့ရှိခဲ့တာကြောင့်မိဖက်ပရာဟိတသိမ်းများတဲ့သူကူညီပေးခဲ့ကြောင်းသိရပါဗျ။ လေးចောင်းဖို့ပြီးဈေးရောင်းဖို့ဈေးဆိုင်စီပြန်သွားมาဖြစ်သွားတာပါကလေးကခုနကပဲအမေကိုတွေ့ရတယ်ចောင်းတက်ပြီးပြန်ဆင်းရင်တော့အမေမရှိတော့ဘူးတကယ်စိတ်မကောင်းဖြစ်ရတယ်လို့ကိုအပူတူးကလူမှုကွန်ရက်မှာရေးသားထားပါတယ်မတော်ရင်တိုက်မိမှုကြောင့်တေဆုံးခဲ့တဲ့အမျိုးသမီးအလောင်းကိုရန်ကုန်ပြည်သူစေယုံကြီးတို့ပို့ဆောင်ပေးခဲ့ကြောင်းသိရပါဗျ။ဘင်္ဂလားဒေ့ရှ်တရားရုံးကတည်နှံချမှတ်ခံထားရတဲ့ဝီဂျီဂျိုဟောင်ဟာစီနာကိုအကျဉ်းပြတ်ချစားမှုဖြင့်1022နှစ်ထပ်မံချမှတ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမှာပါ။ ရင်းလာတဲ့တရားရုံးကတည်တဲ့ချမှတ်ခံထားရတဲ့ဝင်ကြီးချုပ်ဟွန်ဟာစီနာကိုအကျဉ်းပြချစားမှုဖြင့်နိုဝင်ဘာလ28ရက်တွင်ထောင်ဒဏ်22နှစ်ထပ်မံချမှတ်လိုက်ခဲ့လို့ AFP သတင်းတွေဖော်ပြခဲ့ပါတယ်။ဟာစီနာဟာပြီးခဲ့တဲ့သတင်းဘက်ကလူသားမျိုးနဲ့အားစန့်ကျင်တဲ့ရာဇဝတ်မှုများနဲ့တည်တဲ့ချမှတ်ခံခဲ့ရပါတယ်။လက်ရှိမှာဟာစီနာဟာအိန္ဒိယနိုင်ငံမှာပြည်ပဖြစ်နေထိုင်နေတာကြောင့်ဘင်္ဂလားဒေ့ရှ်တရားရုံးက၎င်းအားနိုဝင်ဘာလ18ရက်နေ့မှာမျက်ကွယ်ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ပါတယ်။ ဒါအပြင်အာဂတိလိုက်စားမှုတိုက်ဖြတ်ရေးကော်မရှင် ACC ကဒါကာမြို့တော်စင်ညင်ဖုံးမှာမြေနီယာများရဲယူမှုကိစ္စနဲ့ပတ်သက်ပြီးဟာစီနာကိုဆွဲချက်၃ခုနဲ့တရားစွဲဆိုခဲ့ပါတယ်။ဟာစီနာရဲ့လုံဆောင်ချက်များဟာပြည်သူပိုင်ပစ္စည်းကိုလောဘဖြင့်ကြည်မြင်ခြင်း၊လုံပိုင်ခွင့်ကိုအလွဲသုံးခြင်း၊ခန်းစားပိုင်ခွင့်မှာအာဂတိလိုက်စားလိုတဲ့စိတ်ထားရှိနေခြင်းတို့ကို ပြသနေကြောင်းတရားသူကြီးအဘဒူလာအမ်မာဗန်က ပြောကြားခဲ့ပါတယ်။ ပြည်သူပိုင်းမျိုးကိုပုဂ္ဂလိကပိုင်ဖြစ်ရှုမြင်ပြီးဟာစီနာဟာနိုင်ငံရဲ့တည်ရင်စာတော်များကိုလောဘဖြစ်ရှုမြင်ပြီး၎င်းနှင့်၎င်းရဲ့ဆွေမျိုးသားချင်းများကိုအကျိုးရှိစေရန်တရားဝင်လူထုံးလုံနည်းများကိုကြိုးကန်ချဲလဲခဲ့ကြောင်းတရားသူကြီးကပြောကြားခဲ့ပါသည်။အမေရိကန်နေနေထိုင်လျက်ရှိတဲ့ဟာစီနာရဲ့သားဖြစ်သူစာဂျိတ်ဝါဇတ်နဲ့သမီးဖြစ်သူစိုင်မာဝါဇတ်တို့ကိုလည်းတရားရုံးကထောင်နဲ့၅နှစ်စီချမှတ်ခဲ့ပါသည်။ အစိုးရရှင်နေခန်းမွေယူဟက်ဆန်ကမူအကျင့်ပြခြားစားမှုဆွဲချက်များအတွက်တရားရုံးရဲ့စီရင်ချက်ကိုအယူခံဝင်သွားမယ်လို့ပြောကြားခဲ့ပါတယ်။ဒီစီရင်ချက်ကိုကျွန်တော်တို့မကျေနပ်နိုင်သေးပါဘူး။အမြင့်ဆုံးပြစ်ဒဏ်အထိချမှတ်ဖို့ကျွန်တော်တို့စ조사ခဲ့ပါတယ်။အဂတိလိုက်စားမှုကော်မရှင်နဲ့ဆွေးနွေးပြီးနောက်ထပ်ပြစ်ဒဏ်ချမှတ်နိုင်ဖို့조사သွားမှာပါလို့ဟက်ဆန်ကပြောကြားခဲ့ပါတယ်။ နိုဝင်ဘာ23ရက်နေ့မှာဘင်္ဂလားဒေ့ရှ်အစိုးရက ဟာစီနာကိုလွှဲပြောင်းအပ်နှံရန်အိန္ဒိယကိုဆက်ဆောင်ပေးပို့ခဲ့ပါသည်။ဟာစီနာဟာဝန်ကြီးချုပ်ဖြစ်တာဝန်ထမ်းဆောင်ခဲ့ခြင်းကအိန္ဒိယနဲ့ဆက်စပ်ရေးကောင်းမွန်ခဲ့သူဖြစ်ပြီးအိန္ဒိယအစိုးရရဲ့ထောက်ခံမှုကိုရရှိခဲ့သူဖြစ်ပါသည်။ဆက်လက်ပြီးတော့ဟောင်ကောင်တွင်အထက်မြင့်ဆောက်အုံများမိလောင်မှုကြောင့်တေဆုံးသူ64ဦးထပ်မံနေရှိလာပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အောင်ကောင်မျိုးတွင်နိုဝင်ဘာလ26ရက်နေ့ကဆယ်စုနှစ်များစွာတွင်အဆိုးရွားဆုံးမီးလောင်ကျွမ်းမှုကြီးတွင်မိသက်သမားများ၏မိငင်းသက်မှုများပြီးဆုံးပြီးနောက်တေဆုံးသူ64ဦးထပ်မံရှိလာခဲ့ကပျောက်ဆုံးနေသူများဆက်လက်ရှိနေဆဲဖြစ်တယ်လို့သိရပါတယ်နိုဝင်ဘာ26ရက်နေ့လက်ကင်းချိန်ကတိုက်မူတီတာရှိ14 Gold Area မှာရှိတဲ့အထက်မြေအဆောက်အုံရှစ်လုံးစလုံးစီအလင်းမြန်ကူးဆက်လောင်ကျွမ်းခဲ့ပါတယ်။ နိုင်ပေါင်း40ကြောကြာလောင်ကျွမ်းခဲ့ပြီးတဲ့နောက်နိုဝင်ဘာလ28ရက်ဒေတာစံတော်ချိန်နနက်10:18မိနစ်မှာကြကြဲပြက်ပြက်ငြိမ်သက်ခဲ့ကြောင်းမိသက်ဌာနကပြောကြားခဲ့ကာမိငြိမ်သက်မှုပြီးဆုံးကြောင်းကြေညာခဲ့ပါသည်။အနာပိုင်များကအိမ်ချမ်းမြေတစ်ခုလုံးပြုပြည့်ရေးလုပ်ငန်းများလှုပ်ဆောင်ရန်တစိတ်တပိုင်းအနေနဲ့အဆောက်အုံများတွင်ဝန်းရံထားတဲ့ဝလုံးညမ်းစင်များနဲ့ပလတ်စတစ်ကားရံများကို စစ်ဆေးမှုအပါအဝင် ်မေးစတင်လောင်ကျွမ်းမှုဖြစ်စဉ်ကိုစုံစမ်းစစ်ဆေးလျက်ရှိပါသည်မေးလောင်ကျွမ်းခဲ့တဲ့တိုက်ခန်းများတွင်ကယ်ဆယ်ရေးလုံသားများဟာအသက်ရှင်ကြံရည်သူများကို ရှာဖွေပြီးတွေ့ရှိလာတဲ့လောင်များကိုအလောင်းထဲအိတ်များတွင်သို့ထည့်သွင်းခဲ့ကြပါသည် အလောင်းများကိုရှာတဲ့နေ့ရှိရင်ခွဲယုံစီတို့မော်တော်ယာဉ်များနဲ့ပို့ဆောင်ခဲ့ကြောင်း AFP သတင်းထောက်ကမြေတွေးခဲ့ပြီးမိသားစုဝင်များကအလောင်းများကိုမြေသူမြေဝအတီးပြုတ်ရန်အတွက်လာရောက်မယ်လို့ခန့်မှန်းထားပါတယ်။ပြောင်းစောနေသူအရေးအတွက်အတီးကြကိုနိုဝင်ဘာလ28ရက်နေ့မှာအစ်စ်မောမန်ထုတ်ပြန်ထားခြင်းမရှိပေမဲ့ပြောင်းစောနေသူများပြားရှိပါတယ်။ ဆေးရုံတရက်ကုသမှုခံယူနေသူ90ကျော်ရှိပြီး၎င်းတို့ထဲမှာ12ဦးမှာအသက်အန္တရာယ်ဆိုရင်ရက28ဦးမှာပြင်းထန်ခြင်းနေဖြစ်ကြောင်းအာဏာပိုင်များကနိုဝင်ဘာ28ရက်နေ့မှာပြောကြားခဲ့ပါတယ်။ရှာတင်မှာရှိတဲ့ဆေးရုံတရုံမှာဝောင်ကြီးရှိအမျိုးသမီးတူဟာ၎င်းရဲ့ရောင်မဖြစ်သူ အမှားညီမကို လိုက်လံရှာဖွေနေပါတယ်။ ်ကျမတို့ခုဒီရှာမတွေ့သေးပါဘူးအဲဒါကြောင့်သတင်းကောင်းများကြားရမလားဆိုပြီးအခြားစရုံတွေစီလိုက်ရှာကြည့်မလို့ပါလို့အသက်38နှစ်အရွယ်ဝန်းကမျက်ရည်များဝဲလျက်ပြောပြခဲ့ပါတယ်အဆောင်တစ်ခုမိလောင်ကျွမ်းရာကနေ15မိနစ်တောင်မရှိသေးဘူးနောက်ထပ်အဆောင်နှစ်ခုစီမိကုဆက်သွားတာတွေ့လိုက်ရတယ်လို့အသက်89နှစ်အရွယ်မူအီကပြောပြခဲ့ပါတယ် ။အဲ့ဒီမိလောင်မှုဟာ1948ခုနှစ်နောက်ပိုင်းဟောင်ကောင်ရဲ့လူသေဆုံးမှုအများဆုံးမိလောင်မှုကြီးဖြစ်ပါသည်။1948ခုနှစ်ကမိလောင်မှုတွင်ပောက်ကွဲမှုတစ်ခုဖြစ်ပွားပြီးလူပေါင်း135ထက်မနည်းသေဆုံးခဲ့ပါသည်။နောက်ဆုံးသတင်းမို့အနေနဲ့စီမံလို့ရဲ့ပွဲပယ်ပြစ်ဒဏ်ပေါ်ကမ္ဘာဖလားမဲခွဲပြီးမှကန့်ကွက်မှုတွေရှိလာနိုင်တယ်လို့ Daily Mail ဖော်ပြတယ်ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါပါ။ကမ္ဘာဘောလုံးဖွဲ့ချုပ်ပြီးပါဟာပိုတူဂီသကောင်းဆောင်စီမံတို့ရဲ့ ွဲပယ်ပြစ်ဒဏ်ကိုဆိုင်းငံ့ပြစ်ဒဏ်အဖြစ်သတ်မှတ်ခဲ့ခြင်းကြောင့်ဝေဖန်ပြစ်ဒဏ်မှုတွေနဲ့ရင်ဆိုင်နေရပြီးကမ္ဘာဖလားမွဲခွဲပြီးမှကန့်ကွက်မှုတွေရှိလာနိုင်တယ်လို့ Daily Mail ကသုံးသပ်ဖော်ပြခဲ့ပါတယ်ကျော်ရဒိုဟာအိုင်ယာလန်သင်းနဲ့ရှင်ပြိုင်ခဲ့တဲ့2026ကမ္ဘာဖလားထိစစ်ပွဲမှာပြိုင်ပန်းနောက်ခံလို့တော်တော်အိုရှေးကိုတတောင်းနဲ့တွတ်ခဲ့တာကြောင့်အနီကပ်ပြတ်ခံခဲ့ရပါတယ်။ ဆီရဒိုရဲ့အဆိုပါလောက်ရဲကိုဖီဘာကအကြမ်းဖက်တဲ့ပြုမှုလို့သတ်မှတ်ပြီး၃ပွဲပြစ်ပယ်တန်ချမှတ်ခဲ့ပေမဲ့လက်ကျန်၂ပွဲကိုဆိုင်းငံ့ပြစ်ဒဏ်ဖြင့်သတ်မှတ်ခဲ့တာပါ။ ဆီယိုနာဒိုဟာပိုတူဂီသင်းရဲ့နောက်ဆုံးကမ္ဘာဖလားခြေစစ်ပွဲဖြစ်တဲ့အာမေနီးယားနဲ့ပွဲမှာပွဲပယ်ပြစ်ဒဏ်တပွဲကိုကြားခံခဲ့ပြီးဖြစ်တာကြောင့်လာမယ့်2026ကမ္ဘာဖလားပြိုင်ပွဲမှာပွဲပယ်ခံရတော့မှာမဟုတ်ဘဲအုပ်စုဖွင့်ပွဲကလေးကပါဝင်ကစားနေတော့မှာဖြစ်ပါတယ်။ဒါကြောင့်ဖီဘာရဲ့ပြစ်ဒဏ်ချမှတ်မှုကဆီယိုနာဒိုကမ္ဘာဖလားပြိုင်ပွဲနဲ့မလဲချော်ရအောင်စီမင်းကိုလိုဒလိုပြောင်းလဲပြုလုပ်ခြင်းဖြစ်ကြောင်းဆွဆဲမှုတွေလည်းထွက်ပေါ်လာခဲ့ပါတယ်။ ဒါအပြင်စီရီလိုအနေနဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့အင်ဖြူတော်မှာတွေ့ဆုံခဲ့ပြီးမကြခင်ဖီဘာကအခုလိုပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်တာကြောင့်ဖီဘာရဲ့စီကန်ထိန်းသိမ်းရေးကော်မတီပေါ်လွှမ်းမိုးမှုတွေရှိခဲ့ခြင်းဖြစ်နိုင်ကြောင်းသုံးသပ်မှုတွေလည်းထွက်ပေါ်လာခဲ့ပါသည်။ဒေလီမေးကတော့စီရော်နဒိုပေါ်ဖီဘာရဲ့ပြစ်ဒဏ်ချမှတ်မှုနဲ့ပတ်သက်ပြီးကမ္ဘာဖလားမဲခွဲပွဲမှာပေါ်တူဂီတင်းနဲ့ဆုံတွေ့ရမယ့်အသင်းတွေကလက်ခံပွဲမရှိဘဲကန့်ကွက်ဖွယ်ရှိကြောင်းသုံးသပ်ဖော်ပြခဲ့တာပါ။ အလဲလုံးတဲ့ညာပိုင်းသတင်းကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ